ကျောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစီးရဲအရအေးပါတဲ့နေမြေတွေကိုစစ်ကောင်မရှင်တက်နဲ့အရခတက်တော်အေတို့စိုးမိုးမှုရယူနိုင်ဖို့ထိုးစစ်ဆင်နေကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ24ရက်ကစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနိုဝင်ဘာ25ရက်နေ့ထိတိုင်းချောင်းနဲ့ဇိုင်းချောင်းကျေးရွာတွေအနီးထိလက်နက်ကြီးတွေနဲ့နှစ်ဖက်ပြန်လည်မနာရန်ပစ်ခတ်ခဲ့ကြတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ အေကတိုင်းချောင်းနဲ့ဇိုင်းချောင်းအနီထိုးစစ်ပြန်ဆလာတော့စစ်တပ်ကလက်နက်ကြီးတွေ drone တွေနဲ့အဆက်မပြတ်ပစ်ကူပေးနေတယ်လို့ရခိုင်စည်ရေးသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်။အေကယာယီလက်လွတ်ခဲ့ရတဲ့တိုင်းချောင်းကိုပြန်လဲထိုးစစ်ဆင်လာပြီးစစ်ကောင်မရှင်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေကိုတံပြန်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။အခုတိုင်ပွဲဖြစ်ပွားနေတဲ့နေရာဟာစည်ရေးယာယီပါတဲ့ကြောင်ဖြူရမ်းပြဲတစ်ပုတ်တောင်လမ်းခွဲကိုစိုးမိုးနိုင်ဖို့ ထိုးစစ်ဆင်နေကြတာလည်းဖြစ်ပါရယ်စစ်ကောင်မရှင်အားနိုဝင်ဘာ25ရက်နေ့နေ့လယ်ပိုင်းကကျောင်းဖြူမြို့နယ်တောင်ကြီးရင်ကျေးရွာနဲ့ချောင်းဖြားကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါရယ်ဒါအပြင်တညောင်းရီရဲဌာနချုပ်အမှတ်32ရဲတပ်ရင်းနဲ့ပင်လယ်ပြင်မှာလည်းလှည့်လည်နေတဲ့စစ်နေပြည်တို့ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလက်နက်ကြီးတွေနဲ့အပြင်းထန်ပစ်ခတ်ခဲ့တယ်လို့သိရပါရယ်စစ်ကောင်မရှင်ကဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း1မှာ ကျောင်းဖြူမြို့လဲပောင်းဝင်နေတာဖြစ်လို့နေမြေစိုးမိုးမှုရယူနိုင်ဖို့အင်အားလုံးရင်တုံးပြီးထိုးစစ်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။